ိဆုံးအောင်သာဝတိန္ဒနတ်ပြည်မှာမြတ်စွာဘုရားဟောတာကတကွဲသူပြည်လူလောကမှာရှင်သာရိပုတ္တရာမြတ်စွာဘုရားရှိကနိခံပြီးတော့ဟောတာကတကွဲလို့အဘိဓမ္မာတရားပွဲကြီးနှစ်ပွဲဟာတပြိုင်နဲ့ပြည့်စုံတယ်လို့ပြောအောင်ဒီကနေ့လူပြည်ရောက်လာတဲ့အဘိဓမ္မာတရားတော်ဟာရှင်သာရိပုတ္တရာမထေရဟောတဲ့အဘိဓမ္မာတရားလို့မှတ်ယူရမှာဖြစ်တယ်အဘိဓမ္မေဝါစနာမေဂောနာမှာသာရိပုတ္တထေရပါဘောတဲ့အဘိဓမ္မာထဲမှာအခုလို့စီစဉ်တကြ ဝါစနာမေကဆိုတာပို့ချတဲ့အစဉ်သို့မဟုတ်လက်ချတပည့်တွေမှာလက်ချပေးသွားတာရှင်သာရိပုတ္တရာပေးထားတဲ့အတိုင်းပဲအခုဒီလူလောကမှာမှတ်တမ်းတင်ထားတာဖြစ်တယ်အဲ့ဒါကိုပဲလူသားတွေနဲ့သိနေရောတော့မချင်းမချင်းဆိုပြီးတော့လူလောကမှာအပြိမာနတ်ပြည်မှာရောက်တဲ့အပြိမာတရားကြတော့ဒီတယ်ပဲပို့ပြီးတော့ကျယ်ဝန်းတယ်လို့ဒီလိုပြောလို့ရအဲ့ဒီအပြိမာကိုလက်ဆောင်ပြားဟာပြည့်ပြည့်စုံစုံဟောကြားခဲ့လို့ဒီကနေ့ပဲဏိကုံချုပ်နိုင်ခဲ့တယ် ဲ့လိုနေကောင်းချုပ်နိုင်တဲ့အခါမှာရသော်ဘုရားသခင်ကိုရောမြတ်ကိုလူပြေပြန်ကြွကိုလာရောက်ပြင့်တဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲလို့ဆိုရင် ရှင်မမောကလံဖြစ်တယ်။ရှင်မမောကလံဟာဝါရင်းသုံးလပတ်လို့မြတ်စွာဘုရားကိုမျှော်လင့်ပြီးတော့နေကြ။မြတ်စွာဘုရားပဲအပြန်ခကြီးမှာဘယ်ကလာမယ်ဆိုတာ၄ရှင်သာရိပုတ္တရာတို့ဒီရှင်သာရိပုတ္တရာကတကောအရာမဟုတ်သည့်အတွက်ကြောင့်ရှင်သာရိပုတ္တရာစီချင့်ကပ်ပြီးတော့မေးကြတာမဟုတ်ဘူးတကောအရာဧတရေရတယ်ရှင်မောကလံတို့ချင့်ကပ်ပြီးတော့မေးတယ်ကြည်နိုင်မြင်နိုင်တဲ့ ရှင်နုရုဒ္ဓတို့ချင်းကပ်ပြီးတော့မေးကြတယ်။အဲ့လိုမေးတဲ့အခါမြတ်စွာဘုရားရဲ့လူပြည်အပြန်ခရီးနဲ့ပတ်သက်ပြီးတော့အားလုံးလောကလူပြည်ကတတိတာဝကတွေလူသားတွေကအားလုံးမျောလင့်နေကြတယ်ဆိုတာကိုမြတ်စွာဘုရားထံလျှောက်ချပြီးတော့လူပြည်ကိုကြွကလာဖို့တွားရောက်ပင့်တာအတော့ရှင်မမောက်ကလာမဲ့ဖြစ်တယ်။မြတ်စွာဘုရားရဲ့မိန့်ကြားချက်အရနတ်တွေကအပြန်ခရီးကဘယ်နေရာမှာဆင့်သက်မလဲလို့ဆိုအားလုံးသိကြတဲ့အတိုင်းသင်္ကတ္တမြို့မှာဆင့်သက်မယ် အဲ့ဒီနေရာဌာနကိုပဲပရိသတ်တွေကပြောင်းရွှေ့ပြီးတော့သက်စွာဘုရားပြန်ကြွလာတဲ့အချိန်ကိုဒီစောင့်မြော်ပြီးတော့နေကြတာဖြစ်တယ်ပေါ့ဒါရီဟာလဲဒီကနေ့ခုလူပြေပြန်ကြွလာတာလဲဒီကနေ့ဆိုထူးခြားချက်တစ်ခုပဲလို့မှတ်သားရအောင်